MSP အရင်ကဘာကိုလိုချင်တယ်ဘာလို့လဲဆိုတော့လေဘာဘူဝင်မှမရှိဘူးကိုလွတ်လွတ်လပ်အေးဆေးဆေးနဲ့နေရတယ်အောင်မြင်လာတဲ့ခါကျတော့လေတိုက်ခဲ့တဲ့အောင်ခံရတယ်ကြာလာတော့လေအဲ့လိုတိုက်ခိုက်ခဲ့တဲ့နေမခံချင်တော့ဘူးဟုတ်ပါဘူးဒါကောင်းလို့ထဲထဲမှာပိုးကောင်းရင်ပြန်ကြည့်တည်ကြပါ ပြေးတဲ့လျှို့ရဲ့နာ more and more မှာရှာဖွေပါสวัสดีค่ะค่ะเออเวลานานนี่ก็ใช้ตัวไปเยอะไปป่ะไม่ยอดได้ปูหรือไม่สวยแล้วยันน่ะเฮ้ยร้านตะไก่ต้องหาลูก ဲ့ကိုပြောလို့ရှိရင်အဲ့ brand နဲ့နာမည်ကြီးပါအောင်ပေါ့ကျွန်တော်ကလည်းမရပဲနဲ့ဟုတ်အရင်ဘဝကပိုလိုချင်တယ်ဘာလို့လဲဆိုတော့လေဘာအပူပင်မှမရှိဘူးကိုလွတ်လွတ်အေးဆေးဆေးနဲ့နေရတယ်အောင်မြင်လာတဲ့ခါကျတော့လေတိုက်တဲ့အတန်ခံရတယ်ကြာလာတော့လေအဲ့လိုတိုက်ခိုက်တဲ့အတန်ကိုမခံရချင်တော့ဘူး အဲ့အရင်ဘဝကတခါကျရင်လေအော်ငါရင်ဥစ္စာလေးတက်လာပြန်ကြည့်ရပေါ့နော်အဲ့ဘဝလေးလိုချင်လိုက်တာပေါ့နော်ပြီးပြန်သွားချင်းတယ်ယောက်ျားဦးရှာပါမယ်ဘာလောဘမှလည်းမရှိဘူးဘာအပူပင်မှလည်းမရှိဘူးအဲအခုကြောတော့အဲ့လိုမျိုးပေါ့နော်ဟိုကြားကြည့်ရောရှင်ရကြည့်တာလေသိရမလားလုပ်ငန်းကြီးတာတော့တိုက်ခိုက်တယ်လေပုံများလာတယ်အဲ့မနေစင်ဘူးမအောင်မြင်စင်ဘူးအရှိရတော့ ဟုတ်ရှင်ရတော့ရမ်းကန်ကောင်းတာပေါ့ရှင်အစ်ခံရတဲ့ထဲမှာပါပါတော့ဒီတိုးဆိုပြီးတော့ဒီလိုမျိုးဆိုင်ခွဲ၃ဆိုင်နဲ့ရက်တည်နေနိုင်တယ်ဆိုတာကအဲတိုးဆိုတာနာမည်ပဲရှိရအဓိကနောက်ကနေခေါင်းဆရှေဆုံးလုပ်ပြီးလိုက်လုပ်ပေးတဲ့သူကတော့ကိုလင်းပေါ့နော်ဒီဆိုရင်အခုဆိုရင်တိုးတွန်းရဲ့နောက်မှာ promotion တွေရှိရဲ့ သူဖြစ်အောင်လုပ်တယ်ပေါ့နော်ဆိုင်ဝဲ300လုံးပစ္စည်းဖြည့်တာတော့ဝန်ထမ်းနေနဲ့ပတ်သက်တာတော့ဆိုရင်သူပဲအဓိကလုပ်တာပေါ့ဟုတ်မရှိမဖြစ်ပေါ့အဲ့လေအဓိကတော့ကိုပါလုံးလုံးပေါ့နော်နှစ်ခါမပြောရဘူးပေါ့နော်ဘာပဲလုံးလုံးသူကနောက်ကနေအကုန်လုံး very ပဲပေါ့နော်အဲ့တော့တို့ရဲ့အလုံးမှာပေါ့နော်တချို့ကမနောက်နေတော့ဘူးပေါ့ကွာအရှုပ်ဒိုင်းကိုတန်းရောက်သွားတာပေါ့ဟုတ်သူရဲ့ကြံကြံလေးရောပေးရ အကျဉာဏ်တော့သူကတော့ဆွေရူမပေးဘူးဘာလို့လဲဆိုတော့သူကလည်းဘယ်လိုပဲအကျဉာဏ်ပေးကြမလို့လားတော့တယ်လေအလဲဟိုအမေလားသူလည်းမလို့ကြတော့ဘူးလေပြာမလို့တဲ့လူရှိရယ်လို့တဲ့လူရှိတယ်အဲ့တော့အဓိကဘလို့လူတွေနဲ့ပဲကြုံ啊ကြုံ啊ကိုလျှောက်ဆရာရှိရဲ့လမ်းကိုမှန်မှန်နဲ့အဲဖြည်းဖြည်းလေးပဲရှောက်သွားပါအဲ့လိုမျိုးပဲတူကတော့အဲ့လိုပဲရှောက်ဖြစ်တယ်ပေါ့နော်ဟုတ်တိုက်ခိုက်မှုရှိလာလဲဟောတချိန်တော့ငါဒီလောက်ကနေတောင်မှဒီနေရာထိရောက်လာပြီပေါ့နော်အဲ့လိုမျိုးပေါ့ လောက်ကနေတော့ဒီနေရာထိရောက်လာပြီဆိုပြီးတော့ဟိုဒါတွေကအချိန်ကျလို့ရှင်သူတို့လွတ်ပြေသွားမှာပေါ့နော်တိုက်ခိုက်ခဲ့လို့ဆိုတာဟိုကိုယ့်ရဲ့အောက်မှာပဲရှိရလေအဲ့တော့ကိုကဘယ်လိုမှကိုလောက်ဆရာရှာဆက်လုပ်နေချိန်တန်သူတို့အော်တိုလွတ်ရောင်းသွားတာပေါ့ဟုတ်ဟုတ်ကဲ့အားတိုင်းရအောင်လေဒါတို့ရောဒါလေးတွေအမွေပါကြောင်ညာရိုက်တာရှူလန်ကြောင်ညာရိုက်တာအဲ့ဒီလိုရက်လေးရှင်းရှင်းဖြတ်ပစ်လိုက်ရတယ်ကျမမီလီယံနေနဲ့ပေါက်သွားလို့ဟုတ် အဖေတို့ရှင်းရှင်းအောင်လေးနေပလိုက်တာအရင်ပေါက်သွားမတရားလည်းမသွားဘူးတော့ဆရာမတရားတော့ဒါမဲ့ဟိုစပိုက်ဖြစ်သွားပါတော့ဆရာနေတာသူ့ကိုတိုင်းမှာလာဒီလောက်ကြီးပြောရဟုတ်ဆရာတော့ဒီလိုတိုးနေနေရာတိရအောင်ဖြစ်လာရဲဆိုတာကကိုယ်တိုင်စူးစမ်းအားထုတ်မှုလဲပါတယ်ဒါမဲ့တိုးရဲ့ဒီနေရာကိုဒီလိုဖြစ်ဖို့အတွက် လမ်းဖွင့်ပေးလိုက်တာအဓိကတို့ရဲ့ဆရာပေါ့နော်ကိုချမ်းမှာအဲအရင်ဒီနေရာနဲ့ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ဗာတိုးဆိုတာသူနဲ့အစားတွေ့လို့ဒါဒီ social ကိုကောင်းကောင်းအသုံးချတတ်တာပေါ့နော်မဟုတ်လို့ရှိရင်တို့ကဇွာမာခုချင်းပေါင်ပေါက်တော့မရှင်ကိုမိုင်လုံးမလုပ်ခင်မှာသူများစီမှာအယောင်းဝန်ထမ်းလောက်တာပေါ့နော်အယောင်းဝန်ထမ်းလောက်တာကနေဒီလိုမျိုးလောက်တဲ့ဆိုရင်အဆင်မပြေဘူးပေါ့နော်အဲကိုမိုင်လောက်ကိုလောက်အမေတို့ဆိုကိုမိုင်လောက်လောက်တာကိုမိုင်လောက်ကဘလောက်ထိလွတ်လပ်တာလဲသူလုံနေတဲ့ပုံစံလေးနဲ့နှိုင်းနှိုင်းပြီးပြသွားတော့ဒီလိုမျိုးအဆင်ပြေသွားတာပေါ့နော် ။ဟုတ်ကဲ့ပတိပါရှင်လုံးထက်လေစိုက်ဝဲပါများစွာထပ်မက်ပြီးတော့ပုံချက်ထုတ်နိုင်ပါစေ။ဒီကမကစားတော့ကုညာအတွက်လည်းစေတနာပြည့်နေစားတော့ကုညာလည်းအကောင်းဆုံးခဏီးပေးနိုင်လို့အဲလာရဝင်းရံပေးဖြစ်တဲ့အကြောင်းလေးကကျော်ဒါကိုယ့်ရဲ့အမှားကြီးဖြစ်နေလို့ပေါ့နော်။အဲကိုယ်နဲ့အရန်ရှေ့ရတဲ့အမှားဖြစ်နေလို့ကိုလာပြီးရမအားတဲ့ဇာတိကနေပြီးတော့ဒါကူကန်နဲ့လာပြီးတော့လာပေးတာပါရှင်။အဖြစ်ပြရပါဟုတ်။အဲအရှင်မောင်ကတော့ကိုကိုရန်အရန်ကိုအရှင်စိုက်တဲ့သူဆိုတော့လေအားလုံးလည်းသိမှာပေါ့နော်။ တို့လည်းအရှင်မောင်းအရင်ကြိုက်တယ်လို့ဆိုတော့ရှင်မောင်းကတော့ပြောပြလို့ပါဘူးအရင်ကောင်းတယ်လေစပြီးတော့တို့ကအရှင်မောင်းစပေါ်တဲ့အချိန်မှာမစားရဘူးတော့လမ်းမကြုံတာရယ်မရောက်တာရယ်နဲ့အာနောက်ကြာမှအဲ့လိုမျိုးမန္တလေးဘက်ကကိုတီရလေးတွဲဆိုင်အောင်လာဝင်နေခတိမရှင်မောင်းပါရစားမလားဆိုကြွေးရင်းနဲ့စားလိုက်တာပေါ့နော်အဲ့ဒါတော့မှလေအဲ့ဒီမန္တလေးရနေဒီဘက်ကိုလာပြီးတော့ဇူလာတဲ့လမ်းမှာအချိန်အကြာကြီးတောင်မှလေသူ့ရဲ့တမညာကြီးကလေခါမတော်ဘူးစားလို့ကောင်းတယ်ကူကြမ်းမှာတော့အလုံးလိုက်စားရင်မရှင်းတာပေါ့နော် အဲဘလို့ဘလို့တိုက်ခိုက်မှုတွေနဲ့ပဲကြုံကြုံပေါ့နော်အခုခေတ်လူငယ်ရင်လဲဒါဟီးလင်းဟလာရဲ့လုပ်နေမဲ့ဆာလို့ရှင်ကိုလျှောက်ဆရာရှိတဲ့လဲအောင်လျှောက်ပါလုပ်ဆရာရှိအောင်ရဲရဲလုပ်ပါဘသူမှမကြောက်ပါနဲ့ဘာမှမတိုးဝေဘူးနဲ့လို့ပြောချင်ပါတယ်အဲ့တော့တို့လည်းရှေ့ဆက်ပြီးတော့အများကြီးအားပေးပါအောင်လို့ပြောချင်ပါတယ်ရှင်မြန်မာစတာပစာ